ဒီနေ့ကျွန်တော်တို့နေ့ကင်း3နိုင်ရိုင်း9နိုင်ရင်ကျွန်တော်ဝါရှင်တန် DC မှာရှိတဲ့တရုတ်တန်ယုံကိုကျွန်တော်ဒီနေ့ဆန္ဒပြတယ်ပေါ့နော်အဓိကကျွန်တော်ဆန္ဒပြလာနံပါတ်1ချက်တရုတ်ဆိုတာဒီအကြံဖက်လူတက်ဝရမ်းပြေးမင်းအောင်နိုင်ကိုလက်နက်တွေကူညီတာနီးပညာတွေကူညီတာ drone တွေကူညီတာအဲဒီကိစ္စကိုကျွန်တော်စန့်ကျင်တယ် ကန့်ကွက်တယ်နောက်ဒုတိယအချက်ကအတူရောင်ရွေးကောက်ပွဲပေါ့နော်ကျွန်တော်ရှမ်းမဲ့ election ပဲခေါ်ခေါ် fake election ပဲခေါ်ခေါ်ပေါ့နော်တို့ဟာတို့လို့နိုင်အောင်လုပ်တဲ့ရွေးကောက်ပွဲကိုမထောက်ခံဖို့ကျွန်တော်ဆန္ဒပြရတယ်တရုတ်တန်ယုံမှာနံပါတ်3ချက်ကတရုတ်အစိုးရရဲ့ policy မှားယွင်းနေတယ်ကျွန်တော်ဗမာပြည်သူတွေနဲ့မပူပေါင်းပဲနဲ့တရုတ်အစိုးရကအကြမ်းဖက်မင်းအောင်လှိုင်နဲ့ပူပေါင်းတာကိုချက်ချင်းရပ်ဖို့လာတောင်းဆိုခြင်းဖြစ်တယ် နော်နောက်ပြီးတော့ကျွန်တော်9နိုင်ပြီးတဲ့အချိန်မှာကျွန်တော်ဒီ White House ပေါ့နော်အမေရိကန်တမ်ဒအင်ဗျူတော်ရှိကိုကျွန်တော်လာပြီးတော့ကျွန်တော်ဒုတိယဆန္ဒထုတ်ဖော်ပွဲအနေနဲ့အမေဒေါ်အောင်ဆန်းစုကြည်ဗမာပြည်မှာမတရားဖမ်းဆီးချုပ်နှောင်ခံရတယ်9နှစ်ပြည့်တော့မယ်ကျမ်းမာရေးအနေထားကလည်းစိုးရိမ်ရတဲ့အနေထားရှိရဲ့ဒါကြောင့်မို့ကျွန်တော်ကအမေဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကျွန်တော်ဒီနောက်မှာကျွန်တော်ဆန္ဒထုတ်ဖော်ကြတယ်ကျွန်တော်ဖျောင်းတိုင်လေးနဲ့ ဆူတောင်းပေးတယ်အမေအမေဒေါအောင်ဆန်းစုကြည်ကျဉ်းမာမာနဲ့အမြန်လို့မြောက်ဖို့ပေါ့နော် Free our leader Dong San Suu Kyi right now right now Free our leader Dong San Suu Kyi right now right now جماعه တို့ကသူ့ကို جماعه တို့ရဲ့ဗမာပြည်အခြေအနေเนาะ جماعه တို့ရဲ့တိုင်းပြည်ကောင်းဆောင်အမေစုအတွက် جماعه တို့အတန်နေဒီ White House ရှေ့မှာလာဖော်ထုတ်ခြင်းဖြစ်ပါဒီမှာရှိတဲ့ President ကိုလည်း جماعه တို့က ကြားစေခြင်းတဲ့အတွက်ကျမတို့ရဲ့အတန်တွေကိုလာရောက်ချပြခြင်းဖြစ်ပါ။ဘာဖြစ်လဲဆိုတော့ကျမတို့အမေစုကသူတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အချိန်၊သူအာဏာရတဲ့အချိန်၊ရေကောက်ပွဲနိုင်ခဲ့တဲ့အချိန်မှာတိုင်းပြည်ဘလောက်ပြောင်းလဲသွားတယ်ဆိုတာလူငယ်တွေကအဆကျမတို့တိုင်းသူပြည်သားတွေကအဆအကုန်သိပါတယ်။အရန်ကိုပြောင်းလဲခဲ့ပါတယ်၊တိုးတက်ခဲ့ပါတယ်။ကျမတို့အမေစုတို့အောက်ဆန်းစုကြည်ကိုလူမြောက်ရ၊လူမြောက်ဆရာကြီးအကြောင်းရင်းက သူ့ကိုတိုင်းပြည်အတွက်လည်းကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့အားထားတယ်ပြီးတော့သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်လည်းကျွန်တော်တို့ဆိုးရရတဲ့အတွက်လာရောက်ပြီးတော့ဒီဝိုက်ရောက်ရှိမှာကျွန်တော်ကရွေးပြီးတော့ဆန္ဒလာဖို့ထုတ်ရခြင်းဖြစ်ပါရဲ့ရှင့်အမေတော်စားစုကြီးကကျွန်တော်တို့နှလုံးသားထဲမှာအမြင့်တိုင်းရှိနေတယ်မြန်မာပြည်အတွက်အလင်း အလင်းကိုယူဆောင်လာတဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်တယ်ဆိုတာကျမတို့ပြောနိုင်ပါတယ်အခုချိန်မှာစစ်ကောင်စီကိုကျမပြောချင်တာကအမေတော်စားစုကြီးကကျမရဲ့အချင်းနဲ့အရင်ပုံနေကြုံတွေ့နေရတယ်ဆိုတာကျမတို့တွေ့ရတယ်ထောင်ထဲမှာသူ့ရဲ့ကျမရဲ့တကူကူဖြစ်ပြီးတော့အမေအောင်ဒေါ်အောင်စားစုကြီးဟာတကူကူဖြစ်သွားလို့ရှိရင်ဒီဒေါ်လှိုင်းရဲ့ကြီးကငင်သွားမှာမဟုတ်ဘူးတကပါလုံးနဲ့တပြည်လုံးတတိုင်းပြည်လုံးနဲ့တကပါလုံးကမြန်မာပြည်ဖွားတွေကပို့ပြီးတော့အင်အားကတက်လာမှာဖြစ်ပါတယ် အဲ့ဒါကြောင့်အမေတော်အောင်ဆာစုကြည်အသက်အန္တရာယ်ကျမရဲ့ချွင်းချူမရှိနေတဲ့အချိန်မှာ အမြန်ဆုံးလွတ်ပေးပါကျမဒီနေရာကနေတောင်းဆိုချင်ပါတယ်အမြန်ဆုံးလွတ်ပေးပါ Freedom, justice, democracy. Burma, Burma must be free. Do not support the Shamilashe. အမေဒေါ်အောင်ဆန်းစုကြည်တို့မြောက်ရေးအတွက်ကျွန်တော်ပြည်သူတွေအားလုံးစုတောင်းရုံပြင်ကျွန်တော်ပြည်တွင်းမှာရှိတဲ့ကျွန်တော်တော်လန်ညီကိုတွေ EAO တွေနိုင်အောင်တိုက်ပေးပါကျွန်တော်ဆန္ဒအနေနဲ့ကကျွန်တော်ຫນွေဦးတော်လန်ကြီးအောင်မြင်တာနဲ့အမေဒေါ်အောင်ဆန်းစုကြည်တို့မြောက်မယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ဖန်ခံရ၄နှစ်ကျော်၅နှစ်နာပြည့်တော်မယ်ပေါ့နော်ကျွန်တော် Day 1တည်းကနော်အာနာတိန်တည်းကကျွန်တော်အမေဒေါ်အောင်ဆန်းစုကြည်တို့မြောက်ရေးကိုတောင်းဆိုရတောင်းဆိုရင်းနဲ့ အခုဒီမတရားဖန်ပြီးချုပ်နှောင်ထားတော့ဘောเนาะဒီအခုချိန်မှာဘာကြောင့်တောင်းဆိုရတဲ့အမေတောင်ဆန်းသူကြီးရဲ့အသက်80နဲ့ရှည်သွားပြီ။နောက်ကျွန်တော်ကြားရတဲ့တရားအမေတောင်ဆန်းသူကြီးရဲ့တာခင်ကိုတိုင်ပြောလေ။ကျမ်းမအခြေအနေကတော်တော်ကြီးကိုစိုးရင်ရတဲ့အနေအထားရှိရဲ့။ဆိုတော့ဒါကြောင့်မို့ကျွန်တော်ကပို့ပြီးတော့အမေရိကန်အစိုးရနောက်ကပတ် ပြည်သူတွေတည်အောင်ပေါ့နော်ဒီအမေရိကန်တန်ဟိုဝှိုက်ဟ်ရှိမှဆိုရင်ဧည့်တွေကဘာပေါင်းစုံကလာကြရဲနိုင်ငံပေါင်းစုံကသူတို့တည်အောင်လဲကျွန်တော်တို့ QR code လေးနဲ့ကျွန်တော် flyer လေးဝေနဲ့တက်နိုင်တော့ကျွန်တော်တို့ကူညီကြဖို့ပေါ့နော်အမေစုလမြရဲ့အတွက်နီလန်းပေါင်းစုံနဲ့ကျွန်တော်တို့ဒီအခုမှပို့ပြီးတော့လှုပ်ရှားရဲဆိုတာအမေစုနဲ့အသက်80ရှိပြီကျမ်းမာရေးမကောင်ဘူးစိုးရင်ရလေဆိုတော့ကျွန်တော်အဲ့အတွက်ပို့ပြီးလာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်အမေဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့ဆုတောင်းမှုရင် ဲ့ရောက်ရှိလာတဲ့သူတွေကျွန်တော်တို့အတုအယောင်ရွေးကောက်ပွဲကို လုံးဝမထောက်ခံဘူးဆိုပြီးလာရောက်ပြီးပေါင်းစီပြီးလာရောက်ဆန္ဒကြပြီးဒီတယောက်ချင်းနဲ့သူပဲကြည့်သူကြီးမှာ